အားလုံးပဲမင်္ဂလာပါညခေါင်းစတဲ့တင်းတာမှာပြန်လဲကြိုးဆိုလိုက်ပါတခင်ဗျာအခုဒီစပ်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်လျတော့စစ်တကောင်လေးချောင်းကိုအဓိက၃နေရပြီမဖြစ်လို့လဲဆိုတော့ကိုပြောပြလာတဲ့နေသိမြန်မာရုပ်သံမျိုးတို့ဖိုင်ကိုဒီစပ်ပေးလိုက်ပါတခင်ဗျာဒီမှာနေသိမြန်မာကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်အောင်ကြည့်ရှုလေးတာတုံးတယ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တင်းတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ံမှာဒါကျွန်တော်တို့အာမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကတော့ဒါဟိုဒီ9နှစ်မြောက်လောက်ဒီရောက်လာတဲ့အခါမှာပေါ့နော်9နှစ်တဲတီကိုဒါဝင်လဲဝင်နေပါပြီ9နှစ်လောက်တီကိုဝင်လာတဲ့အခါမှာဒါကျွန်တော်တို့အတိအကပြောပြောချင်တာဒီကလေတက်ပဲကျန်တော့တော့နော်လေတက်လေတက်တို့အဲဒီအောက်ပိုင်းမှာတော့တို့မရှင်နိုင်တော့ဒါအမှန်တမ်းပြောပြလေတို့အောက်ပိုင်းမှာတို့ရှင်နိုင်ဖို့တော့ကတော်တော်ခိုင်းနေအကြမ်းမဆစ်ကောင်စီတွေအတိအကတို့သုံးနေတာကတော့လေတက်ပေါ့နော် လေတက်ကိုသူတို့အဓိကတောင်းနေတယ်အဲ့လေတက်ကိုအဓိကတောင်းနေတဲ့အကြမ်းမစစ်ကောင်စီကလေတက်ကိုသူတို့အဓိကတောင်းနေတဲ့အရာတွေအားလုံးကအဲ့ဒါအောင်မြင်နေတာမဟုတ်အဲ့ဒါရှုံးနေတာနော်ရှုံးနေတာဘာဖြစ်လို့လေတက်ကိုတောင်းတောင်းတောင်းတယ်လဲဆိုလို့ရှိရင်မြေပြင်ထိုးစစ်ကနော်ဒါစစ်ရေးနဲ့ပတ်သက်ပြီးတောင်းတတာပေါ့နော်မြေပြင်ထိုးစစ်ကရှစ်ကိုထိုးလို့မရတော့လို့သူတို့တောင်းတာနော်ဒီဒီဟိုဟာပေါ့ တော့ပြောရမယ်ဆိုလို့ရှိရင်လေးဒီလင်းပြောင်းသူတို့တုံးနေတဲ့အနေဒါရှေ့ကိုထိုးပေါက်လို့မရတော့လို့ဒီလေတက်ကိုတုံးလာအဲ့တော့တုံးလာတဲ့အခါကျတော့အခုကပြည်သူကဘာအတန်ထွက်လာလဲဆိုလို့ရှိရင်ဒီလင်းပြန်ကိစ္စနဲ့ပတ်သက်ပြီးသူတို့လှုပ်သည်မလှုပ်သည်မအကျိုးဆက်တွေအားလုံးကဘယ်သူတွေနောက်ဆက်တွဲရပို့ပြီးတော့မှခံလာဖို့တွေ့ရှိတယ်လဲဆိုလို့ရှိရင်အဲ့ဒီလေတက်နဲ့ပတ်သက်တဲ့ဆက်နွယ်နေတဲ့မိသားစုတွေဆွေမျိုးတွေထိလိမ့်မယ်မိသားစုတွေဆွေမျိုးတွေထိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူကမှတ်ထားတယ် နော်ပြီးသူအမှတ်တာနဲ့သူတို့ရဲ့ယောသူတို့ရဲ့ခြေယောသူတို့ရဲ့ဒေတာဘသူတွေကဘသူတွေလောက်ခဲ့တာဘသူတွေကဘူတွေလောက်ခဲ့တာဆိုတဲ့အရာအဲ့တော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီလိုမျိုးပြည်တွင်းစစ်ကဘာကြောင့်ဖြစ်လာတာလဲဆိုလို့ရှိရင်အချမ်းမစစ်ကောင်စီမဲအောင်လာရအချင်းယုတ်လို့ဒါအမှန်တမ်းပြောသူအချင်းယုတ်လို့ဒီပြည်တွင်းစစ်သူဖြစ်လာတယ်တကယ်တကယ်မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဘာမှဖြစ်เสียအကြောင်း မရှိဘူးဒါအမှန်တရားကိုပြောပြနော် तू အချင်းယုတ်လို့ဒီလိုမျိုးတွေဖြစ်ပြခဲ့တာမလိုလားအတ္တပြဒနာတွေဖြစ်ခဲ့တာပေါ့နော်ဒါအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ပြီးအဲ့တော့ तू အချင်းယုတ်လို့ဖြစ်ခဲ့တဲ့ပြဒနာတွေဖြစ်တယ်အကြမ်းစစ်ကောင်စီသူတို့စိုက်တဲ့အတိုင်းပြန်ပြီးတော့မှတော့ရိတ်ရလိမ့်မယ်ရှောင်လွဲလို့တော့မရဘူးအခုသူတို့လေတက်ကိုတုံးနေလင်းရင်ပြန်နေတုံးနေ ဒီလင်းပြန်နေတုံးနေဆိုတာအဲ့ဒါအကြမ်းမဲ့စစ်ကောင်စီစစ်နိုင်နေလို့တုံးတာမဟုတ်အကြမ်းမဲ့စစ်ကောင်စီစစ်ရှုံးနေလို့တုံးတာပြည်တွင်းစစ်မှာလင်းပြန်တုံးစရာဘာအကြောင်းမှလည်းမရှိဘူးเนาะပြည်တွင်းစစ်မှာလင်းပြန်တုံးစရာဘာအကြောင်းမှမရှိဘူးအခုတို့ပြည်တွင်းစစ်မှာလင်းပြန်နေတုံးတယ်အာအကောလုံးအခုဒီပိုင်းကိစ္စတွေတို့လှုပ်သွားတဲ့ကိစ္စတွေအားလုံးရုပ်ပြက်ဆင်းပြက်เนาะတို့လှုပ်ချလိုက်တဲ့ကိစ္စတွေအားလုံးအားလုံးတို့ရဲ့ပါဆက်ကတော့ပြောတာပေါ့နော်အာအကြမ်းဖက်ရှိတယ်ဘာပြစ်တင်ညာပြစ်တယ်ဆိုတို့ပြောတယ် အဲ့လိုမျိုးပြောတဲ့လူတွေအားလုံးကမြန်မာပြည်နဲ့ပတ်သက်တဲ့ဒီပြဿနာအကျိုးအကြောင်းတွေကိုဖုံးကွယ်ဖို့အတွက်စူးစမ်းနေတဲ့အတိုင်းအဝိုင်းတစ်ခုကတော့ပြောလိမ့်မယ်။အကြမ်းမဲ့စစ်ကောင်စီမရောက်လိုင်းကိုဘယ်သူမှအာဏာစုမသိမ်းခိုင်းဘူး။နော်။အာဏာစုမသိမ်းခိုင်းဘူး။ဒါအရှင်းဆုံးပြောပြတာ။သူ့ဘာသာသူ့အာဏာအတင်းအဓမ္မသူတွေကအုပ်စုလိုက်ပေါ့နော်။ဝိုင်းပြီးတော့မှအာဏာသိမ်းခြင်းရဲ့နောက်ကမှတိုင်းဒါတွေကောပြည်တွင်းစစ်တွေကောတောင်တန်းဒေသကောမြေပြန့်ဒေသကောအကုန်လုံးအားလုံးအားလုံးကဒီလိုမျိုးပြဿနာတွေအားလုံးဖြစ်လာတာဖြစ်တယ်။ အဲ့တော့9နှစ်တည်းဝင်လာပြီလို့ပြောတဲ့အခါမှာမေ့နိုင်သလားဆိုဘယ်သူမှမမေ့ပါဘူးဒီအကြောင်းတရားတွေအားလုံးဘယ်သူမှမမေ့ဘူးအကောလုံးပြန်ပြောတတ်တယ်အကြမ်းဖက်စက်ကောက်စီမေ့အောင်လာရရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှမဲတော့ဘောတော့မဲအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်မဲနဲ့ပတ်သက်ပြီးတော့မှအကြောင်းပြပြီးသူနိုင်ငံရေးအမြတ်ထုတ်လာတာ9နှစ်တည်းဝင်လာပြီဘယ်သူမှလက်မခံနိုင်ဘူး9နှစ်တည်းဝင်လာပြီနော်9နှစ်တည်းဝင်လာပြီ9နှစ်တည်းဝင်လာတဲ့အချိန်အတွင်းမှာသူသူကသူ့ရဲ့ပြောစကားတွေကအခုဆိုလို့ရှင်အတိတ်ပဲမရှိတော့ နော်အတူကိုထောက်ခံတဲ့တမတော်သားတွေနော်တမတော်သားတွေသူနဲ့ပတ်သက်တဲ့လူတွေအားလုံးအားလုံးရဲ့အခြေအနေတွေအားလုံးလည်းဒီ9နှစ်တည်းထိရောက်လာတဲ့အခါမှာသဘောပေါက်တဲ့နေပြီသူချုပ်လည်းသဘောပေါက်နေပါပြီနော်အတူကပြည်သူလူထုကိုလည်းလိန်တယ်တိုင်းသားတွေကိုလည်းလိန်တယ်နောက်ဆုံးအကြမ်းမဲ့စစ်ကောင်စီမေအောင်လိုင်းလိန်တဲ့အစိုးရအဆုံးသောအရာတကွာတမတော်သားတွေကိုလည်းလိန်တယ်တမတော်သားတွေကိုလည်းညာတယ်အခုတမတော်သားတွေကလည်းရင်ပြင်းနေမှာသေးတာတောက်တောက်လဲ ကရင်ပြည်နယ်မှာတည်တာလဲတောက်တောက်လဲရခိုင်ပြည်နယ်မှာတည်တာလဲတောက်တောက်လဲအဲကျွန်တော်ပြောပြမယ်အခုကပြည်နယ်ပွဲကတယ်ဆိုတာကိုအခုဘယ်လိုမြင်လဲလို့မေးမဲ့အစားမေးမဲ့အစားเนาะကိုတန်းစောဦးမေးတဲ့နဲ့အကြောင်းတရားအရာတကမေးအောင်လိုက်အာနာသိမ့်တာအောင်မြင်သလားဆိုတာကိုအခုလို့မေးရမယ်တော်ပါတယ်နော်မေးအောင်လိုက်အာနာသိမ့်တာအောင်မြင်သလားကျွန်တော်တို့မယူပါကျွန်တော်တို့ယူတယ်လို့လာပြောလို့မရဘူး ျွန်တော်တို့မယူနိုင်ဘူးเนาะကျွန်တော်တို့မယူဘူးကျွန်တော်တို့ကအမျိုးသမီးတန်ဖိုးသေးတယ်အမျိုးသားတန်ဖိုးသေးတယ်ကလေးတန်ဖိုးသေးတယ်အနာဂတ်မျိုးဆက်သစ်ရဲ့တန်ဖိုးသေးတယ်เนาะသဘောပေါက်လားသဘောပေါက်လားအောက်ကနေခင်ဗျားတို့အဲ့ဒါလေးတွေပြင်ကြခင်ဗျားတို့ထိုင်းနိုင်ငံသားတွေနဲ့ရှင်လိုက်လို့ရှင်ခင်ဗျားတို့စိတ်သက်အောက်တန်းမကြနဲ့စင်ကာပူနိုင်ငံသားတွေနဲ့ခင်ဗျားတို့စိတ်သက်ရှင်လိုက်လို့ရှင်စိတ်သက်ကအောက်တန်းမကြနဲ့ ကမ္ဘာနိုင်ငံမှာရှိနေတဲ့နိုင်ငံတူနိုင်ငံသားတွေနဲ့ခင်ဗျားတို့စိတ်တက်ကိုရှင်းလိုက်လို့ရှင်စိတ်တက်ကအောက်တက်မကြစေနဲ့တော့ပါတော့နော်နိုင်ငံရေးလောကတွေဝင်မလားတော်လိုင်းလောကတွေဝင်မလားပြည်နယ်ရေးလောကတွေဝင်မလားခင်ဗျားတို့စိတ်တက်ကိုအရင်ဆုံးကမ္ဘာကြီးနဲ့သွားတက်အောင်အရင်လေးလာပြည်သူအုပ်ချုပ်ရေးရောက်လာလို့ရှင်တက်မတော်သားတွေရဲ့ဘဝတွေဒီလေကမ္ဘာကြီးနဲ့ရင်ပေါင်တန်းအောင်ပြည်သူကပို့ပေးမှာပဲခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမပို့ပေးတော့ကမ္ဘာနိုင်ငံအသီးသီးကိုတက်မတော်သားတွေပို့မှာပြည်သူအုပ်ချုပ်တဲ့ခေတ်ရောက်အောင်ပြောတာ အခုခင်ဗျားတို့အောက်ကြီးမှာရှိနေတဲ့တပ်မတော်သားတွေကကမ္ဘာနိုင်ငံအသီးသီးကိုလေးလာပိုင်ခွင့်မရှိဘူး။ဘာဖြစ်လို့လေးလာပိုင်ခွင့်မရှိလဲဆိုတော့အချမ်းမစစ်ကောင်စီကအချမ်းပတ်တာလို့။နော်အချမ်းပတ်တာလို့။အော်ကျွန်တော်နဲ့မပေါင်းပဲနဲ့ခင်ဗျားတို့ကကရင်ပြည်နယ်မှာသွားသိမလို့လား။ကျွန်တော်တို့လူမှန်နေနဲ့မပေါင်းပဲနဲ့ခင်ဗျားတို့ကကချင်ပြည်နယ်မှာသွားသိမလို့လား။ကျွန်တော်တို့လူမှန်နေနဲ့မပေါင်းပဲနဲ့ခင်ဗျားတို့ကရခိုင်ပြည်နယ်မှာသွားသိအောင်လို့လား။အတွေးကော်လေးကိုအရင်ပြင်ခေစနစ်ကဘာမှသိစရာဘာအကြောင်းမှမရှိဘူး။ ခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီမရောက်နိုင်ကိုထောက်ခံနေတဲ့ကောင်တွေ၅နှစ်လုံးလုံးထောက်ခံနေတဲ့ကောင်တွေအားလုံးခင်ဗျားတို့ထိုင်းနိုင်ငံမှာရှိနေတဲ့စစ်တပ်ကိုအရင်ဆုံးလာလေလားကျွန်တော်အဲ့ဒါ challenge ခေါ်တယ်လိမ့်လားနော်အဲ့တော့လေးလားအဲ့တော့လေးလားဘာဖြစ်လို့လဲဆိုတော့ထိုင်းမှာရှိနေတဲ့စစ်တပ်ကိုလေးလားထိုင်းမှာရှိနေတဲ့စစ်တပ်ကိုလေးလားလို့ရှိရဲ့ ဘာဒီခင်ဗျားတို့အမြင်မှန်ရမလဲဆိုလို့ရှိရင်ထိုင်းမှာရှိနေတဲ့စစ်တပ်ကြီးပြည်သူနဲ့ရံမဖြစ်ဘူးထိုင်းမှာကချင်ကရခရင်ချင်းဗမာမော်ရကန်ရှန်အကုန်ရှိတယ်တော့ပေါ့လားတော်ပါ့လားတော်ပါ့လား အဲ့တော့ time မှာရှိနေတဲ့စစ်တပ်ကိုခင်ဗျားတို့အရင်ဆုံးလေ့လာအရင်ဆုံးလေ့လာတဲ့အခါမှာ time မှာရှိနေတဲ့စစ်တပ်တွေဒီပြည်သူနဲ့ရံဖြစ်သလားထိုင်းနိုင်ငံကိုရောက်လာတဲ့မြန်မာပြည်သူပြည်သားတွေနဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့စစ်သားတွေဒီစကားများသလားအဲ့ဒါကိုအရင်ဆုံးလေ့လာနော်အဲ့ဒါကိုကြည့်အဲ့ဒါဒီနီးမှန်လမ်းမှန်ပဲဘာမှခင်စနစ်အရာခင်ဗျားတို့တတ်မလို့သားတွေဒီသိစရာပါအကြောင်းမှမရှိနော် ကချင်ပြည်နယ်ရဲ့အနာဂတ်ကိုကချင်အမျိုးသားတွေအဲကချင်အမျိုးသားကြီးတွေလွတ်လပ်စွာသူတို့တွေဒီစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။အညာမြီမှာရှိနေတဲ့အညာသူအညာသားတွေရဲ့ဘဝတွေအားလုံးကိုအညာသူအညာသားတွေရဲ့ရေကလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။ကရင်ပြည်နယ်မှာဆိုလို့ရှိရင်ကရင်ပြည်နယ်မှာရှိနေတဲ့ကရင်ပြည်နယ်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုကရင်ပြည်နယ်မှာရှိနေတဲ့လူတွေအားလုံးကလည်းလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတယ်။ ထိုးလီလကောက်မှာကျွန်တော်တို့ချင်းပြည်နယ်မှာဆိုလို့ရှိရင်လည်းချင်းပြည်နယ်မှာရှိနေတဲ့ခရိုင်နေအတီးတီးတဲ့အားလုံးချင်းအမျိုးသားကြီးတွေကလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတယ်။ဒီခေတ်ရဲ့စနစ်ရဲ့ပုံစံအရဘယ်သူမှသိစရာဘာအကြောင်းမှမရှိဘူး။ဘာကြောင့်သိတယ်လဲ။ဘာကြောင့်ဒီလိုမျိုး ဖြစ်တယ်လဲဆိုတဲ့အခါကျတော့ခင်ဗျားတို့လူပါဝါတယ်။ကင်းခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့လူတွေကလူပါဝါတယ်။ကင်းပြည်နယ်မှာဘာလုပ်လို့ရမလဲ။ခင်ဗျားတို့လူပါဝါပြီလို့တယ်။ ချတယ်ခင်ဗျားတို့ခင်ဗျားတို့သွားပြီးတော့မှလုံနေတဲ့အရာတွေအားလုံးစစ်နဲ့တိုက်မယ်ပြီးလို့ရှိရင်အမျက်ထုတ်မယ်ပြီးလို့ရှိရင်ပြင်ပြင်းနေတဲ့မှာရှိနေတဲ့နေရာတွေမှာစကန်းနေခင်ဗျားတို့ချမယ်ချပြီးတော့မှခင်ဗျားတို့လှုပ်ချင်တာနေခင်ဗျားတို့အကောင့်ထဲပေါ့မယ်ပြောချင်တာတော့ကကရင်အမျိုးသားကြီးရဲ့အနာဂတ်ကိုခင်ဗျားတို့သွားလှုပ်လို့မရကရားအမျိုးသားရဲ့နိုင်ငံအနာဂတ်ကိုခင်ဗျားတို့သွားလှုပ်လို့မရဘိုးချုပ်အောင်ဆန်းကလည်းဒီလွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဘိုးချုပ်အောင်ဆန်းကလည်းကချင်အမျိုးသားကြီးရဲ့ကိစ္စတွေကိုဝင်ရောက်ဆုတ်ဖက်ပါလို့မမာခဲ့ဘူး ချင်းအမျိုးသားကြီးရဲ့ကိစ္စတွေကိုဝင်ရောက်ဆုတ်ဖက်ပါလို့ဗိုလ်ချုပ်အောင်ဆန်းမမာခဲ့ပါဘူးပြန်လေးလာပါတမယောနော်ကြားပြည်နယ်မှာရှိနေတဲ့အမျိုးသားကြီးနဲ့ပတ်သက်တဲ့အရာတွေကိုဝင်ရောက်ဆုတ်ဖက်ပါလို့မမာခဲ့ခရစ်စနစ်အရာတမရော်သားတွေဆိုတာကစစ်တိုက်ကြမှရှိပြည်သူအကျိုးတည်ပိုးရင်းနဲ့ပျော်နေရမယ်ရွှင်နေရမယ်ပြုံးပျော်နေရမယ်သဘောပါ အခုအကြမ်းမဲ့စစ်ကောင်စီမဲအောင်လိုင်အုပ်ချုပ်လိုက်တဲ့9နှစ်အတွင်းခင်ဗျားတို့စဉ်းစားဦးသိန်းစိတ်အုပ်ချုပ်တဲ့ခေတ်တက်ကိုဘဝပို့ဆိုးသွားတယ်အဲ့ဒါခင်ဗျားတို့အချင်းချင်းမြင်လို့ရအောင်ကျွန်တော်ပြန်ထောက်ပြန်ဦးသိန်းစိတ်လက်ထက်တော့ဒီလောက်ဒီမဆိုးသေးဘူးသဘောပေါက်လားမသိနော်ဦးသိန်းစိတ်လက်ထက်တော့ခင်ဗျားတို့ရဲ့ဘဘကြီးဦးသိန်းစိတ်လက်ထက်တော့ဒီလောက်ဒီမဆိုးသေးဘူးမဲအောင်လိုင်လက်ထက်မှာစုပ်ပြတ်သွားတာတမတော်သားတွေရဲ့ဘဝစုပ်ပြတ်သွားတယ်ဦးသိန်းစိတ်လက်ထက်တော့ကနော် နေဆက်ရေးရတွေပါတယ်အဆင်ပြေသေးတယ်တောင်တန်းဒေသတွေပါတယ်အဆင်ပြေသေးတယ်အတန်လေးတွေကြားသေးတယ်ဒါပေမဲ့မင်းအောင်လိုက်လက်ထက်မှာမူချိုးပစ်ချိုးအကော်လုံးဒီပုတ်ဆော်နံသွားဆုတ်ပြတ်တတ်သွား TikTok မှာကြည်လဲခင်ဗျားတို့စကားစာတွေတေးတဲ့သတင်းတွေနော် Facebook မှာကြည်လဲခင်ဗျားတို့စကားစာတွေတေးတဲ့သတင်းတွေဒါတွေပဲတခုပြီး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 အကော်လုံးတက်လာသဘောပေါက်လားမသိတက်လာပြီးတော့ ကရင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းခင်ဗျားတို့စစ်တိုက်ကြပါအကြောင်းအမှမရှိဘူး။ချင်းပြည်နယ်မှာလည်းစစ်တိုက်ကြပါအကြောင်းအမှမရှိဘူး။ကျွန်တော်တို့ကဒီဘိတ်လုတ်ချင်တယ်။ဘာဖြစ်လို့စစ်တိုက်တာလဲ။ဘာဖြစ်လို့ကရင်ပြည်နယ်ကိုစစ်တိုက်တာလဲ။ဒီဘိတ်လုတ်ချင်တယ်။နော်။နိုင်ငံတကာနိုင်ငံတကာပညာရှင်တွေကိုခေါ်ပြီးတော့မှဒီဘိတ်လုတ်ချင်တယ်။နိုင်ငံတကာစီရေးသုတေသနပညာရှင်တွေပေါ့။ကမ္ဘာစီရေးသုတေသနပညာရှင်တွေကိုခေါ်ပြီးတော့မှဒီဘိတ်လုတ်ချင်တယ်။ခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီမေးအွန်လိုင်း။ဘာကြောင့်ချင်းပြည်နယ်ကို ာကြောင့်ချင်းပြည်နယ်ကိုစစ်တိုက်ချင်တာလဲဘာကြောင့်ချင်းပြည်နယ်ကိုဒီလိုပေါင်900ဘုံနေချတာလဲဘာကြောင့်ရခိုင်ပြည်နယ်ကိုရခိုင်ပြည်နယ်ကိုပေါင်900ဘုံနဲ့ကျဲချတာလဲဘာကြောင့်ကယားပြည်နယ်ကိုခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီဓာတုပေဒါပါတဲ့အစိမ့်ငွေပါတဲ့ဟာတွေနဲ့ဘာဖြစ်လို့ကယားပြည်နယ်ကိုချရတာလဲဘာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအဲဘာကြောင့်နောင်ချိုမှာဘာကြောင့်ဘာကြောင့်အညာမြေမှာခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီရဲရဲဆက်ဆက်ပေါင်900ဘုံတွေကျဲချနေတာလဲအဲ့တော့ကပ္ပ နိုင်ငံအသီးသီးမှာရှိနေတဲ့စီရေးသူတည်တနာပညာရှင်တွေကိုအရှိမဒီဘေးလောက်ချင်တယ်ဒီဘေးလောက်ချင်တယ်နော်ဒီဘေးလောက်ချင်ဓမ္မသာနဲ့ခမားတို့တွေဒီအမှန်တရားထွက်မှာအမှန်တရားထွက်မှာမရောက်လိုက်ဘာကြောင့်ကရင်ပြည်နယ်ကိုပေါင်ကားဘုံနဲ့ကျဲတာလဲအဖြစ်ပြီးလေမရောက်လိုက်ဒီဘာကြောင့်ဒီအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ဒီဘာကြောင့်ကချင်ပြည်နယ်ကို ပေါင်900ပုံနဲ့ကျတာအဲ့ဒါကိုအဖြစ်အရင်အရင်ပြောနော်ငါတို့ပြင်မပြောနဲ့ငါတို့လှုပ်ခိုင်းတာကိုလှုပ်ဘာညာဆိုလို့ချင်းအဲ့ဒါဆိုလို့ချင်းမင်းရောက်လိုက်ကိုယ်တိုင်ကအောက်ချိန်မှာရှိနေတဲ့တက်မတော်သားတွေကိုအကြမ်းဖက်ထားတယ်တက်မတော်သားတွေဆိုတာကခမရတို့ခိုင်းနေတဲ့အတိုင်းခိုင်းဖို့အတွက်ခမရတို့ဖိကျင်တိုင်းဖိဖို့အတွက်တက်မတော်သားတို့ဖြစ်လာတာမဟုတ်ဘူးအဲ့ဒါမြင်မြတ်တာခမရတို့ဒီအောက်ချိန်မှာရှိနေတဲ့တက်မတော်သားတွေကို၅နှစ်လုံးလုံးလွဲမှာတော့အတွေးအခေါ်တွေနဲ့အတူ တိုင်းသားတွေနဲ့မိုင်းတိုက်ထားတယ်။အညာသူအညာသားတွေနဲ့မိုင်းတိုက်ထားတယ်။နော်။ကချင်ကရကင်းချင်းဗမာမော်ရကိုင်းချင်းအကုန်လုံးနဲ့မိုင်းတိုက်ထားတဲ့ဟာကိုရက်လိုက်တော့။ဘာဖြစ်လို့လဲ။လူငယ်တွေစကားပြောတတ်သွားတယ်။လူငယ်တွေဒီအကြောင်းအရာတွေကိုပြောပြတတ်သွားတယ်။ဘာဖြစ်လို့လဲ။လူငယ်တွေကကရင်ပြည်နယ်ဆိုလဲသွားတယ်။ကြားပြည်နယ်ဆိုလဲသွားတယ်။အညာမြေတခွင်ဆိုလဲသွားနိုင်တဲ့လူတွေရှိတယ်။နော်အကုန်လုံးခြေဆန့်နေကချင်ပြည်နယ်လဲသွားတယ်အကုန်လုံးသွားတယ်။ဒီတိုင်းနာနယ်မြေတွေကိုလူငယ်တွေမျိုးဆက်တစ်တွေကသွားပြီးတော့ခင်ဗျားတို့အကြမ်းမဆက်ကောင်စီမင်းအောင်လည်းဘယ်တော့မှမသွားရဘူး။ ။ဘာဖြစ်လို့မသွားရဲတဲ့လဲဆို तू မဟုတ်တာလောက်တာလို့ तू မသွားရဲ။နော် generation စီတွေကဒီနေမြေတွေမြန်မာပြည်နဲ့ပတ်သက်တဲ့နေမြေတွေအကုန်လုံးသွားရဲတယ်။ဒါပေမဲ့ခင်ဗျားတို့အချမ်းမဲ့စစ်ကောင်စီကမသွားရဲဘူး။ခင်ဗျားတို့အချမ်းမဲ့စစ်ကောင်စီကနေရာတွေတော်တော်များများအောင်မသွားရဲမလာရဲ။အဲ့လိုမျိုးတွေဖြစ်ပြီးတော့မှအောက်ချီမှာရှိနေတဲ့တပ်မတော်သားတွေကိုအကြမ်းဖက်ပြီးတော့မှတိုင်းသားတွေနဲ့ရန်တိုက်တာကိုရက်ပါ။အညာသူအညာသားတွေနဲ့ရန်တက်တာကိုရက်ပါ။နောက်လေရင်ပြန်သုံးတယ်လေချောင်းလိုင်းသုံးတယ်အဲ့ဒါဒီအင်မတန်ရှက်ဖို့ကောင်းလို အဲ့ဒါဒီအင်မတန်ရှက်ဖို့ကောင်းမြန်မာနိုင်ငံနဲ့အနီးဆက်ဆုံးထိုင်းနိုင်ငံဒီခီးသွွာလာရေးမှာအခုအရန်အဆင်ပြေခင်ဗျားတို့ကမြန်မာနိုင်ငံမှာကချင်နဲ့လဲစစ်သွွားဖြစ်တယ်လိုက်ကရင်နဲ့လဲစစ်သွွားဖြစ်လိုက်စစ်ဖြစ်စရာဘာအကြောင်းမှမရှိဘူးဘာဖြစ်လို့စစ်ဖြစ်တာလဲကျွန်တော်ကြည့်ကြည့်တယ်ခင်ဗျားတို့ကတန်ဇာတာတွေခင်ဗျားတို့လုံမယ်နော်တန်ဇာတာတွေခင်ဗျားတို့တွေဒီ ဖိအားပေးပြီးခင်ဗျားတို့လောက်ကြတယ်ထုတ်ကြတယ်နောက်ကွယ်မှာခင်ဗျားတို့အရှုပ်ရှင်းနေအများကြီးရှိဒါတွေကိုကျွန်တော်တို့တွေက၅နှစ်လောက်လောက်เนาะတော်လိုင်းရင်းကိုပါဝင်လာရင်းနဲ့တဖြည်းဖြည်းသဘောပေါက်လာကြတယ်နောက်ဆုပ်ပြတ်တတ်ကုန်တယ်ရစရာမရှိအဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးကအစိတ်စိတ်အမောမောလွင့်နေ။အဲ့ဒီအစိတ်စိတ်အမောမောလွင့်လာသည်။အရေးချင်းမရှိတဲ့လူတွေတက်ပြီးတော့မှအုပ်ချုပ်နေလို့ ်နော်အဲ့အောက်ထုတ်နေလို့ဒီခရက်စနေရတတ်မတော်သားတွေဒီစစ်တိုက်ဆရာမလို့တကယ်ပြောတာခရက်စနေရတတ်မတော်သားတွေဒီစစ်တိုက်ဆရာမလို့နော်အခု PDF ပေါ်လာတာဒီပြည်သူကမွေးထုတ်တာတာဖြစ်တယ်ဒါခင်ဗျားတို့လက်ခံရ PDF ဒီခင်ဗျားတို့တမတော်သားတွေရဲ့ရန်သူမဟုတ်ဘူးဒါမျက်မျက်မှတ်တာ PDF ဒီပြည်သူကမွေးထုတ်ထားတာပြည်သူအသက်ကိုကာကွယ်ဖို့အတွက် ရက်ရွာကြေးရွာတွေကိုကာကွယ်ဖို့အတွက် PDF ဖြစ်လာတာလိုအပ်လို့ PDF ဖြစ်လာတာမလိုအပ်ရင်သူတို့ဖြစ်လာမှာမဟုတ် PDF ဖြစ်လာတာနော် PDF ဖြစ်လာတာဒီဒါပြည်သူဆိုတာအိုင်းတစ်ခုဖြစ်တယ်တိုင်းသားတွေတို့လည်းအိုင်းတစ်ခုဖြစ်တယ်တိုင်းသားတွေကိုလည်းကျေးဇူးတင်တာတစ်ခုက EOS တို့လည်းကျေးဇူးတင်တာတစ်ခုကကလေးတွေကိုဒီနေ့ဒီချိန်အထိလက်တွဲခေါ်ပေးတယ်ချီးရှုပေးတယ်ဆောင်မပေးတယ် ကျောင်းမြန်မာနိုင်ငံအင်မတန်နာတယ်တတော်ကြံတယ်ကိုဗစ်နောက်ပိုင်းမှာပေါ့တတော်ကြံတယ်တိုင်းပြည်ကအေးချမ်းချမ်းနဲ့သွားမယ်လမ်းစဉ်တစ်ခုသွားမယ်ရအောင်အကြမ်းမဲ့စစ်ကောင်စီကလူကြီးမဆန်တာပေါ့နော်အတကြီးတယ်လို့ခေါ်တယ်တိုင်းပြည်မှာရှိနေတဲ့အခက်အခဲတွေအခြေတွေဒုက္ခတွေအားလုံးကိုကျွန်တော်တို့ကဖြေရှင်းလို့ရတဲ့နည်းတွေအများကြီးရှိတယ်ပြည်သူအားနဲ့ပေါ့နော်အတူတူကဖြေရှင်းလို့ရတဲ့နည်းတွေအများကြီးရှိတော့သူအဲ့လိုမျိုးမလုပ်ပဲနဲ့လှုပ်ချလိုက်တဲ့ကိစ္စမှာအကုန်အထိနာကုန်တာပဲနောက်ပြမလေးရင်ပြန်သုံးတော်သူများ jet fighter သုံးတော့သူများခင်ဗျားတို့တတ်သိရှိလို့ရှိရင်တော့ခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမရောက်လာရင်အိမ်ပေါ်မှာခင်ဗျားတို့တွားချလိုက်အဲ့ဒါပြည်တွင်းစင်ချက်ချင်းကြီးလိမ့်မယ်ခင်ဗျားတို့ကင်းကြီးပြည်နယ်ကိုပေါင်ငါးပုံနဲ့လာချလို့ခင်ဗျားတို့အဆင်ပြေသွားမယ်မထင်နဲ့ခင်ဗျားတို့ပျော်လို့လည်းမရတတ်တတ်လုံးမိမှာမဟုတ်ခင်ဗျားတို့လီဘဲတွေလိန်ပြန်မောင်းတဲ့ jet fighter မောင်းတဲ့လူတွေရခိုင်ပြည်နယ်ကိုပေါင်900ပုံနဲ့သွားချလို့အဆင်ပြေသွားမယ်မထင်နဲ့တတ်တတ်လုံးခင်ဗျားတို့အဲ့အဲ့ဒီအဲ့ဒီ အဲ့ဒီရန်ကြွေးခမရတို့တတ်တလုံးဆက်ရမြန်မာပြည်ကချင်းချင်းလေးလေကဘာကြီးတော်အခုကျင်းသွားတာခေစနေအရာဟုတ်တော့ကဘာကြီးတော်မှာအခုခေစနေအရာဆက်သွယ်ရေးတွေအွန်လိုင်းတွေအကောလုံးအားလုံးကကောင်းမွန်ခြင်းရကဘာကြီးတော်မှာအခုကချင်းချင်းလေးဖြစ်သွားတယ်အခုခမရတို့လင်းပြန်ပေါင်းတော့သူများနော်ခမရတို့ရခိုင်ပြည်မှာပေါင်ကားအောင်ချလိုက်လို့အညာမြေတခွေမှာဒီပိုင်းမှာခမရတို့ပေါင်ကားအောင်ချလိုက်လို့ခမရတို့ မလုပ်ဘူးဒီကိစ္စရအားလုံးอ่ะလိုက်ပါခင်ဗျားတို့ပြည်သူလူထုကရေဆုံးမြေဆုံးလိုက်ပါဘာကြောင့်လဲဒီပွဲကိုပြည်သူစခဲ့တာမဟုတ်ဒီပြည်ရင်းစစ်ကိုပြည်သူစခဲ့တာမဟုတ်ဒီလိုရန်ညိုးညံ့တာတွေဖြစ်လာအောင်ပြည်သူမီးမွေးခဲ့တာမဟုတ်ဘူးသဘောပေါက်လားမသိဘူးသဘောပေါက်လားမသိဘူးခင်ဗျားတို့သဘောပေါက်ဖို့အရေးကြီးတယ် เนาะကျွန်တော်တို့ကတော့ရှေ့လျှောက်ကဒဲပြောတော့စွဲစရာချီစွဲရတော့မှာပဲเนาะပြည့်ပြည့်စုံစုံပြောရတော့မှာတော်သေးတာပေါ့ EOS တွေတိုင်းသားတွေကဖမ်းမိတဲ့ဖမ်းမိတဲ့သူပဲဖြစ်ဖြစ်လက်နက်ချတဲ့သူပဲဖြစ်ဖြစ် ီနေ့ဒီချိန်ဒီကျွေးမွေးပြုစုဆောင်ရှောက်ပေးထားတဲ့ဟာတွေရှိတယ်။အဲ့ဒါတွေနားလဲ။စိတ်တော်သားတွေတော်တော်ကြီးကြီးပေးလို့တော်သေးတယ်။အဲ့တော့အောက်တန်းကြတဲ့စိတ်တက်ပိုင်ရှင်တွေဖြစ်နေသေးရတော့ခင်ဗျားတို့တက်မတော်သေးလဲစုပ်ပြတ်တတ်အောင်ပါပဲ။အားကြောင့်တက်မတော်တွေမှာခင်ဗျားတို့တိုင်းတိုင်းရရမှာကျွမ်းကျင်တဲ့ဆက်ဆံရေးကောင်းမွန်တော့သူများမရှိတော့ဘူးလား။ မြေပြန့်ဒေသမှာအညာသူအညာသားတွေနဲ့ဆက်ဆက်ရေးကောင်းမွန်တဲ့သူတွေမရှိတော့ဘူးလားခင်ဗျားတို့အကြမ်းမဲ့စစ်ကောင်စီမရောက်လည်လက်အောက်မှာနေပြီးတော့တိုင်းသားတွေနဲ့စကားမပြောတတ်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ညံ့တယ်မြေပြန့်ဒေသအညာသူအညာသားတွေလောက်သဘောကောင်းတာအညာသူအညာသားတွေပဲနော်တို့ကယူးယူးချင်းချင်းလေးတောင်းရဆိုင်မယ်လဲဆိုင်မယ်ဟဟလားအဲထမ်းမြင့်တဘာဝအလားတရားလေးတွေနဲ့နေမယ် ဲ့လိုမျိုးတွေနဲ့ရှင်တန်ကြတဲ့လူတွေကတော့မှခင်ဗျားတို့တွေကအဲ့လာတရားတွေဖြည့်ဆည်းပလိုက်တယ်ခင်ဗျားတို့လောဘတွေရှိနေတာအဲ့ဒီစိတ်တက်တွေကိုခင်ဗျားတို့ပြင်ပါအဲ့ဒီအဲ့ဒီစိတ်တက်အဲ့ဒီအောက်တန်းကြသောစိတ်တက်တွေကိုခင်ဗျားတို့ပြင်လူငယ်တွေအကုန်သဘောပေါက်နေနော်လူငယ်တွေကပြိုင်ကျင်တာကကမာကြီးနဲ့ရင်မောင်းတမ်းပြီးပြိုင်ကျင်တာအခုက ီတွင်းမှာရှိနေတဲ့ခင်ဗျားတို့အကြမ်းမစစ်ကောင်စီရဲ့လောက်ကောင်တွေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖုံမျိုးတိုးတက်မှုနိုင်ငံရေးလူမှုရေးစီးပွားရေးအကုန်တော့နေတယ်။ပြင်မသေးသင့်ပဲနဲ့လူငယ်တွေတေးရတယ်။နော်။နောက်ဆုံးတော့ဘာရလဲ။အိတ်ချက်ချင်းခွတ်တော့ဘာရလဲ။အိတ်ချက်ချင်းကိုဘာမှမရဘူးလေ။ပျက်စီးကြတယ်လေ။ပြစီကြတယ်အင်ဂျင်ချင်းခေါ်တော့ ဲ့ဒါဘာလဲဆိုလို့ချင်းလူကြီးလုံးမဲ့သူတွေဆိုတာတိုင်းသားတွေတန်ဖိုးနားလဲရမယ်မြေပြန့်ဒေသရဲ့လူတွေတန်ဖိုးနားလဲရမယ်စိတ်သဘောထားကြီးရတယ်နော်အဲ့တော့ခင်ဗျားတို့အခုလင်းပြန်တောင်းနေတော်သူများခင်ဗျားတို့နိုင်နေတာမဟုတ်ဘူးနော်လင်းပြန်တောင်းတော်လေးသူရဲများခင်ဗျားတို့နိုင်နေတာမဟုတ်ဘူးခင်ဗျားတို့ရန်ကျွေးတက်တက်လုံးစားလေ နော်ခင်ဗျားတို့ရန်ကြွေးတတလုံးစားလေးခင်ဗျားတို့ကရန်အောင်ငိမ့်အောင်ခင်ဗျားတို့ကမလုပ်တဲ့ကောင်တွေမဟုတ်ခင်ဗျားတို့ကရန်အောင်ပို့ပြီးတော့ပွာလောင်လို့ခင်ဗျားတို့ဗျာခင်ဗျားတို့စစ်ဘိုလ်ချုပ်တွေရဲ့တာသမီးတွေနော်စစ်ဘိုလ်မှုတွေရဲ့တာသမီးတွေခင်ဗျားတို့ရဲ့တာသမီးစစ်ဘိုလ်မှုတွေစစ်ဘိုလ်ချုပ်တွေရဲ့တာသမီးတွေကြတော့စင်ကာပူမှာကြောင်းထားတာရှိတယ်ထိုင်းနိုင်ငံမှာကြောင်းထားတာရှိတယ်တနည်းကိုခင်ဗျားတို့တွေဒီတိမ့်ထောင်ချီအကုန်ခံပြီးတချို့သောစစ်ဘိုလ်ချုပ်တွေဆိုလို့ချင်းသူတို့ရဲ့တာသမီးတွေကိုနော် ဒီနိုင်ငံသားမှာသိန်း2000 3000အကုန်ကြခံပြီးခင်ဗျားတို့ကြောင်းထားတယ်ခင်ဗျားတို့ရဲ့တားမိကြတော့ခင်ဗျားတို့ဖြစ်စီခြင်းလုံးလို့အောင်မြင်စီခြင်းလုံးလို့တချို့တော့ခင်ဗျားတို့စစ်ဘိုလ်ချုပ်တွေရဲ့တားသမီးတွေဆိုလို့ရှင်ကွန်ဒိုတွေတောင်ဝယ်ဝယ်ပေးပြီးတော့မှဟာလားအဲကွန်ဒိုတခန်းဆိုလို့ရှင်သိန်းဘယ်လောက်လဲသိန်းထောင်ကျော်တယ်နော်သိန်း1300 1200လောက်ရှိရဲ့အဲ့လိုမျိုးအခန်းတွေတောင်ဝယ်ပေးပြီးတော့မှနိုင်ငံသားမှခင်ဗျားတို့ကြောင်းသွားထားတယ်ခင်ဗျားတို့တားသမီးတောင်မှခင်ဗျားတို့ကဖြစ်စီခြင်းတယ် အောင်မြင်စေချင်တယ်။ဒါပေမဲ့ပြည်တွင်းမှာရှိနေတဲ့ဒီတောင်သူလယ်သမားတွေနော်ရွာသူရွာသားတွေနော်တောင်သူလယ်သမားတွေရွာသူရွာသားတွေကြာတော့ခမောက်ရဲရဲဆက်ဆက်တပ်ဖြတ်ပလိုက်တယ်။ခမောက်မြန်မာနိုင်ငံမှာတောင်နှန်းဒေသနဲ့မြေပြန့်ဒေသနဲ့တသူတွေတသားတွေစိတ်မထားနိုင်ပဲနဲ့ဘယ်တော့မှစစ်ဖို့ကြုံတက်မလို့နဲ့ရှက်စရာအင်မတန်ကောင်းတယ်။နော်တောင်တန်းဒေတာနဲ့မြေပြန့်ဒေတာမှာရှိနေတဲ့ပြည်သူလူထုနဲ့ခင်ဗျားတို့ကတသွေးတဲ့တသားလဲ စိတ်လေးမထားတဲ့စစ်ဘုတ်ချုပ်တွေတက်မလို့ကြပါနဲ့ DSC တွေတော့မတက်ပါနဲ့အာပလာပဲ DSTA တွေလည်းတော့မတက်ကြပါနဲ့အာပလာပဲစိတ်သဘောတဘာဝမပြေဝဘဲနဲ့တုံးမြန်မာနိုင်ငံတိုက်နေစရာမလိုဘူးအားလုံးကသူ့နေရာနဲ့သူ့နေရာနဲ့သူစူးစမ်းပြီးကဘာကြီးနဲ့ကျွန်တော်တို့ကရင်မောင်တန်းနိုင်သူ့ပြည်နယ်အလိုက်မှာကျွန်တော်တို့တွေဒီအောင်မြင်မှုအသည့်အဖွင့်ကြီးထွက်လာပါခုခင်ဗျားတို့တိုက်နေတဲ့အရာတွေအားလုံးအားလုံးကအဖြစ်မဟုတ်ဘူး မြန်မာနိုင်ငံကကြောဝချမ်းသာပြီးသားအုပ်ချုပ်သူညံ့လို့ဥဆောင်သူညံ့လို့တခုခုစီဝိုင်းမှာဆိုလို့ချင်းတပြည်လုံးပါလောင်ပြည်သူတွေအားလုံးအောင်မြအောင်ငါတို့ဘာလုပ်မလဲကချင်းကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းအားလုံးပါလောင်ငါတို့ဘယ်လိုလုပ်မလဲဘယ်လိုမျိုးငါတို့ပြောကြမလဲဘယ်လိုမျိုးငါတို့ဒီရှင်သန်ကြမလဲမစင်သာចောင်းသားလဲခင်ဗျားတို့တတ်ပလိုက် ကျောင်းသူတွေလည်းတပ်လိုက်ကလေးတွေရှောက်လိုက်တတ်တဘာဝမဆန်ဘူးဟောစင်စား